မွန်ဒေတာထွက်နီလန်းစားကျန်းစီတွေအစမတန်စည်းကောင်းနေပြီးတော့တပိတ်တာကိုကြက်တထောင်ကျော်နေပေမဲ့တူလောင်ထားတဲ့စားကျန်းတွေမရှိတဲ့အတွက်အကျိုးမြတ်မရဘူးလို့ဒေတာခန်တောင်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်စားလို့ရတီမှာမိုးကြီးရေရှမ်းမှုစားခွင့်ပြတ်မှုတွေနဲ့အလုတ္တမခေါ်ယူဖို့အခက်အခဲတွေကြောင့်တောင်သူတွေရဲ့စားကျန်းထုတ်လုပ်မှုကတိတိတသာရော့ကျခဲ့တာပါ။တောင်သူတွေရဲ့လက်ထက်မှာစားကျန်းနှဲပါလာတာနဲ့အမျှဈေးကွက်အတင်းမှာလိုအပ်ချက်မြင့်မားလာတဲ့အချိန်နဲ့တိုက်ဆိုင်သွားတာကြောင့် ဈေးကောင်းပေးလာခြင်းဖြစ်တယ်လို့တောင်သူတွေကပြောပါတယ်။စားဥထွက်တာနဲ့စားရောင်းရပြီလို့သာလဲဆိုတော့စားထွက်လောက်သားသုံးဖို့အတွက်ကစားတောင်သူတိုင်းဒီစားကိုပဲရောင်းပြီးလောက်သားရှင်းရမှာပဲလေ။ရောင်းရင်းနဲ့မိုးရွာသွားတယ်။ရစားသူစားတောင်သူလက်ထဲမှာစားမကြံခဲ့ဘူးပေါ့။ပွင့်လင်းရာဒီလက်ဖြစ်တယ်သုံးဖို့လည်းများလာတော့သူဝဲကိုဝဲစားရလဲမရှိဘူးကြုံပေးလို့မနိုင်ဘူးစားခွက်ထဲမှာပဲရှိနေတယ်စားရောင်းဖို့ ကိုတောင်တဲ့ကိုကျုံပေးတဲ့လောက်ကမှမရှိဘူးဆိုတော့စားလို့အချက်တအားများလာတော့ဘေးရရရရရရတက်လာပြီးရဲနဲ့စားထွက်ရသည့်အစောပိုင်းမှာစားကြံတပိတ္တာကိုငွေကျက်တရာဝန်းကျင်ရှိရကနေအခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်းမှာတပိတ္တာကိုငွေကျက်1100အထိဈေးတက်လာတယ်လို့သူကဆက်ပြောပါရယ်စားကြံထုတ်လုပ်မှုကိုနှစ်စဉ်စက်တင်ဘာလကုန်ဝန်းကျင်မှာစတင်လေးရှိပေမဲ့အခုနှစ်ရာသီအစမှာမိုးရွာသွန်းနေဆဲဖြစ်တာကြောင့် လုပ်ငန်းမစနိုင်သေးဘူးလို့တောင်သူတွေကပြောပါတယ်။ဒါ့အပြင်အထွေထွေကုန်ကျစရိတ်ကြီးမားမှုနဲ့အတူအလုပ်သမားခေါ်ယူဖို့အခက်အခဲတွေနဲ့လည်းကြုံတွေ့နေရတယ်လို့ဆိုပါတယ်။လက်တော်မဟာရလေပါထိုးတဲ့ရှေ့ရုံကဘလော့လက်ပိုးကခခုနော်မတော်ရတဲ့ဟမောက်ကဝေါ်ပြားလှိုင်းမှာဝေါ်ပြားလှိုင်းမဲ့ဒီထိုးကတဲ့တော့ရုံကပ်ကတဲ့လက်ပိုးပဲကောက်ဝမ်တဲ့နိုင်တဲ့တော့ชัวบอดทนายได้กี้แล้วก็แปลกลายโนแล้วก็นอกกะติ ป็นเซนก็เล่นหรือมากุ้งก็ล้นกลายมองไก่ซ้นหัตเต้าเล็กลายมองดีพอแม่กลายดีจอบอ่ะเราพีเดินไทยแลนด์เป็นเซนเด็กกลายมือจีจอดเขาတရ6နိုင်ကြာနေစာလို့တမသူဦးကိုငွေကျပ်11000ကနေ13000ကျားရရှိပြီးတော့အမေတန်းဝန်တန်းတူဦးကိုတလမှာငွေကျပ်9သိန်းကနေ9သိန်းကျားလှူအခရရှိတယ်လို့အလုံအမျိုးစားပေါ်မူတည်ပြီးတော့ပုတ်ပြန့်ငားရမ်းတာမျိုးလည်းရှိတယ်လို့သူကဆက်ပြောပါတယ် မော်ဘီနယ်ထဲကတံပြူစရဲရေပေါင်မြွနယ်တွေမှာနီလန်းစအတိကထုတ်လုံနေပြီးတော့နှစ်စဉ်စားတန်ချိန်၄000ကျော်ထွက်ရှိဖို့ရည်ရထားပေမဲ့လက်တွေမှာတန်ချိန်၂000လောက်ပဲထွက်တယ်လို့သိရပါဗျ။